အားလုံးပဲမင်္ဂလာပါဒီနေ့ဆက်ရပြီးတဲ့မိတ်ဆွေတွေကိုမေတ္တာလက်ဆောင်ပေးချင်တာကတော့အခုကသတင်းလဲကြည့်ပြီးပြီဆိုတော့မင်္ဂလာဆောင်မဲ့ဇုံတွဲတွေကညပြလို့လာပါပြီเนาะဆရာတို့ထမလဲဒီနေကောင်းရတာရွေးတာတွေဟလာမင်္ဂလာရကောင်းရမြတ်ရွေးတာတွေဟလာအိမ်တော်ဘက်နဲ့တင့်မတင့်ပေါ့เนาะအဲ့လိုမျိုးမေးတာတွေများလာပါပြီเนาะအဲ့ဒီအတွက်ကြောင့်အိမ်တော်ဘက်အိမ်တော်တစ်ခုပြုမယ်ဆိုရင် စီးပွားဖြစ်မဖြစ်အန္တရာယ်ဖြစ်မဖြစ်ဒီလင်မယားနှစ်ယောက်နေနံကြိုက်မကြိုက်ပေါ့နော်အဲအိမ်တော်ပြူပြူသားမိတ်ဆွေတွေကလည်းဟလာမိမိတို့ရဲ့အိမ်တော်ဆောင်တွဲကို ကောင်းလားမကောင်းလားစီးပွားဖြစ်လားမဖြစ်ဘူးလားဆိုတော့အဲ့လိုမျိုးပြန်တွက်ကြည့်လို့ရအောင်ဆရာကဒီအိမ်တော်ဘက်နှစ်ယောက်ရဲ့နေနံတွေကိုပေါင်းပြီးတော့ဗေဒင်တွက်နည်းတစ်ခုကိုမေတ္တာလက်ဆောင်ပေးခြင်းပါတယ်အရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးတော့ပါသူကဘာလုပ်ပေးရမလဲဆိုတော့ဒီသရိုသားနဲ့သရိုသမီးရဲ့နေ့နိုင်တစ်ခုကိုပေါင်းရမယ်เนาะပေါင်းရမယ်ဆိုတော့တနင်္ဂနွေသားသမီးဆိုရင်1ပေါ့เนาะတနင်္လာသားသမီးဆိုရင်ကနန်းက2အင်္ဂါဆိုရင်3ဗုဒ္ဓဘူးဆိုရင်4ဟုတ်လားကြာသာပတိဆိုရင်5တောက်ကြဆိုရင်6 6ကနန်းစနေဆိုရင်ခွန်အဲစနေဆိုရင်ခွန်အဲ့ဒီယာဟုဆိုရင်8ပေါ့နော်ဒါနေ့နံနေကကနန်းနေဖြစ်ပါတယ်နော် ဒရိုသားရဲ့မွေးနံ့ကဥပမာ တနင်္ဂနွေသားဆိုရင်တက်လို့ယူမယ်ဒရိုသမီးရဲ့မွေးနံ့ကအဲ့ဒီစနေသမီးပဲထားပါတော့နော်စနေသမီးဆိုရင်ခွန်လို့ယူရမယ်အဲဒရိုသားရဲ့မွေးနံ့နဲ့ဒရိုသမီးရဲ့မွေးနံ့ကို ပေါင်းလိုက်ရင်တင်းနဲ့ခွန်နဲ့ပေါင်းရင်၈ရပါမယ်နော်အဲ့ဒီဒရိုသားရဲ့ဒရိုသမီးနဲ့မွေးနံ့တွေကိုပေါင်းလို့ရတဲ့ကဏန်းကို9နဲ့ပြန်မြောက်ရမယ်နော်9နဲ့ပြန်မြောက်ရမယ်မြောက်တဲ့အခါမှာဆွမ်းနာပြောတယ်၈ရတယ်နော် ရှင်းရတာဖြစ်တဲ့အတွက်ကြောင့်9နဲ့မြောက်ရင်9840ဆိုတဲ့ကဏ္ဍကိုရတယ်နော်9840ဒါမြောက်လို့ရတဲ့အရေးတွက်က40ဖြစ်တယ်အဲ့မြောက်လို့ရတဲ့ကဏ္ဍကိုရေးတွက်ကို9နဲ့ပြန်စားရမယ်နော်9နဲ့ပြန်စားရမယ်9နဲ့စားတဲ့အချိန်မှာ40ကို9နဲ့စားတဲ့အချိန်မှာ9935ဟုတ်လား9935ဆိုတော့9ကျွန်းပါတယ်9ကျွန်းတာဖြစ်တဲ့အတွက်ကြောင့်ဒီ9ကျွန်းဟောကိန်းကို နားထောင်ပေးရပါမယ်နော်အခုဆရာကဒီပြောပြပေးမှာကအခုဆွမ်းနာအခုပြောခဲ့တာကတော့ဒီတွက်နီးဖြစ်ပါတယ်အခုပြောပြပေးမှာကတော့ဒီတကျွင်းရင်ဘာဖြစ်မလဲနှစ်ကျွင်းရင်ဘာဖြစ်မလဲပေါ့အဲ့ဒီဟောကိန်းကိုဖတ်ပြပေးမယ်မိတ်ဆွေတို့ကိုယ်တိုင်ဆရာပြောတဲ့နီးနီးအတိုင်းတွက်ကြည့်ပါတွက်ကြည့်ပြီးရင်အခုဆရာပြောပြပေးမယ်ဟောကိန်းလေးကိုဖတ်ကြည့်ရုံပါပဲနော်နားထောင်ကြည့်ရုံပါပဲအဲဆွမ်းနာဆရာပြောတဲ့တွက်နီးတိုင်းတွက်ပြီးတော့မှ တည်ကျွင်းတယ်ဆိုရင်တဲ့စီးပွားဥစ္စာရှာဖွေ စုဆောင်းလို့မရပါဘူးတဲ့ကြံသမျှလွဲပြီးတော့မွဲလို့သာနေတတ်ပါတယ်တဲ့အဲ့ဒီဇုံတွဲတွေကနော်ဆွမ်းနာဆရာပြောတဲ့တွင်ဤတိုင်းတွက်ပြီးတော့နှစ်ကျွင်းတဲ့လင်မယားဇုံတွဲတွေကတော့တဲ့ပစ္စည်းဥစ္စာရေးရမှာတဲ့လုံးလာစိုက်ထုတ်ပြီးတော့ပင်ပန်းကြီးစွာမလောက်ကန်ရပါဘူးတဲ့လွဲကူစွာရရှိတတ်ပြီးတော့ကြွယ်ဝချမ်းသာပါလိမ့်မယ်တဲ့နော် ဆွမ်းနာဆရာပြောတဲ့တွန်ဒီတိုင်းတွေ့ပြီးတော့မှသုံးကျွင်းတဲ့ဇနီးမောင်နှံတွေကတော့ဆင်းရဲနှွမ်းပါပြီးတော့လူအောက်လူလူတွေရဲ့အောက်ကတော့ကျိုးနွန်စွာနေရတတ်ပါတယ်တဲ့နော်လေးကျွင်းတဲ့လင်မယားစုံ တွဲတွေကတော့နာမည်ဘုံတို့နာမည်ဘုံတို့ကိုသတင်းကြော်စောထင်ရှားတတ်ပါတယ်တဲ့နော်ငါးကျွင်းတဲ့လင်မယားစုံတွဲတွေကတော့စင်မြင့်ကျွဲနွားစဘာရွှေငွေ အထွေထွေပြည့်စုံပြီးတော့ချမ်းသာကြွယ်ဝပါလိမ့်မယ်နော်၆ကျွန်းတဲ့လင်မယားစုံတွဲတွေကတော့အမွေရရွေဖြစ်စေထီပေါက်လို့ဖြစ်စေစုဆောင်ပြီးဥစ္စာပစ္စည်းများကြွယ်ဝကတထေးပွဲရရီထိချမ်းသာကြွယ်ဝပါလိမ့်မယ်တဲ့နော်တုံညာကျွန်းတဲ့ဇနီးမောင်နှံတွေကတော့ဘဝမှာပူပင်သောကဒုက္ခဒေါသသောကတွေနဲ့ပဲအချိန်ကုန်ဆုံးသွားတတ်ပါတယ်တဲ့နော်အခုဆရာ ပြောပြပေးခဲ့တဲ့ဇနီးမောင်နှံတယောက်စီးပွားဖြစ်မဖြစ်အလားစီးပွားဖြစ်မဖြစ်တွင်နီးဟာမိษွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနဲ့အသေးပေးပြီးတော့ share လုပ်သွားပေးပါမိษွေတို့ရဲ့နီးစပ်ရာပတ်ဝန်းကျင်ကတငယ်ချင်းအပေါင်းအသင်းတွေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းတိန်ခါကြီးတပည့်ရင်ဆရာရဲမန်အောင်ဖြစ်ပါတယ်ဆရာထာမဗီဒီယိုမေးခြင်းနဲ့ လက္ခဏာမေးခြင်းနဲ့တာရောဘေးတဲ့ဧကန်တဘေးတဲ့မေးခြင်းတဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဘေးရင်ညံပူဇော်ကယူပါတယ်နော်ပြီးတော့အိမ်ရောင်းခြင်းတာခြံရောင်းခြင်းတာမြေရောင်းခြင်းတာကားတွေကြောက်တွေဆက်ပစ္စည်းတွေဆိုင်ကယ်တွေတံပိုးကြီးရတနာပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အထူးတိုက်ဒက်စင်တွေပြုလုပ်ပေးပါတယ်အာမခံနေပါပြီးတော့အခြေအမှအသက်စာဖောက်ခံရတာ အိမ်တော်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့ကျမ်းမာရေးသေးသေးညံ့နေတဲ့လူနာတွေတရေသစေဆုံးဘလူးအောက်လန်းပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပေးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့နေစဉ်ငွေကြေးလက်လာဘတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားရှုံများနေတဲ့မိတ်ဆွေတွေနှလုံးသုံးလုံးချဲ့ဘော်လုံး၆កောင်ချင်းကြက် ဖဲဆလော်ဂိမ်းကာစီနိုဂိမ်းငမန်းဂိမ်းစသည်အပြင်လောင်ကစားရှုံများနေတဲ့မိတ်ဆွေတွေအမျက်ငွေတွေချက်ချင်းရအောင် ပုံနကနတ်မင်းကြီးရဲ့အဆောင်တော်ကြီးတွေဆောင်ရွက်ပေးပါတယ်ပြီးတော့အင်ကားထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လည်ရောက်ရှိလာစေဖို့ပျောက်သွားတဲ့တံပိုးကြီးပစ္စည်းတွေချက်ချင်းပြန်လည်ရရှိစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့ မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကို အောင်မြင်ဖို့ຢາດູໂຕບໍ່ນິຍາກ້ອງຢາບໍ່ເລັດຊິນິຍາມາຕີມແຍໃສບໍ່ເລັດຊິນິຍາກະນີ້ປ່ຽນຊ່ວຍກွင့်ຢາໃສບໍ່ລັງດູຊິດຕຸຍາອສິນປຽໃສບໍ່ມີບາສະການາມະທອງແດຕາຕະມີດ້ວຍມີບາສະການາຖອງລາໃສບໍ່ အချုံနောင်ဖန်းစည်းခံရတဲ့မိတ်ဆွေများလည်းအချုံနောင်ဖန်းစည်းကနေချက်ချင်းလွတ်မြောက်စေရန်အထူးရရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39956 986 858ပြီးတော့39998 3ည4လုံး2 5 6ဖြစ်ပါတယ်เนาะအဲ့ဒီ3ည9ခွန်5 6ခွန်8 8 8 5 8အဲ့ဒီဖုန်းနံပါတ်က Viber ကောင် Telegram ကောင်ရှိပါတယ်အဲ့ဒီအကောင့်နေရနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်နေရနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါ ဆရာရဲ့ဘေးနဲ့ဟောကမ်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နော်ကုံကျေးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဘေးနဲ့ဟောကမ်းမှာလည်းလာမေးလို့ရပါတယ်နော်မလာခင်မှာဆရာကိုဖုန်းကြိုဆက်ပေးပါခொနည်းရဲ့သားသမီးအားလုံးကျမ်းမာချမ်းသာ၍လောကအကောင်းကျိုးတာရဏတော်ရဲ့အကောင်းကျိုးကိုကောင်းစွာရွက်ဆောင်နိုင်သောအမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်